ဥပုပ်တိလရဲ့တံပိုးကအမတန်မှမြင့်တယ်။ဥပုပ်ကိုချပြီးတော့စားလိုက်တဲ့ညာစာရဲ့တံပိုးကဘာမှမရှိဘူး။သို့တော့လူတွေကတွေ့တယ်အဲ့ဒါကိုမှန်တယ်လို့ပဲတွေ့တယ်ပေါ့နော်။အေရိယသူရစင်နေရှူထောင်းကနေကြည့်မယ်ဆိုလို့ရှိရင်ဥပုပ်ကိုချပြီးညာစာစားတာဟာတံပိုးမရှိတဲ့အရာနဲ့တံပိုးရှိတာကိုလဲလိုက်တယ်။ဒီလိုအိဗေပဲရသွား ။ဘာဖြစ်လို့လို့ဆိုတော့ဥပုသ္တိလရဲ့တန်ဖိုးကအမတန်မှကြီးမားပြီးတော့စားလိုက်ရတဲ့ညစာတနက်ရဲ့တန်ဖိုးကဘာမှမရှိဘူးတဲ့။ပြောရမယ်ဆိုရင်သီလနဲ့သစ္စာအာဟာရကိုလဲလိုက်တာလို့ဒီလိုအဓိပ္ပာယ်ရနေတယ်ပေါ့။ဒါကြောင့်မို့တကယ်သူတော်ကောင်းတွေတန်ဖိုးကိုသိတဲ့သူတော်ကောင်းတွေကြတော့တချို့ကြတေးခြင်းသေးပါစေမစားဘူးဆိုတာနာရဝိန်တစ်ထိအိမ်မှာအလုံးလုံးတဲ့အလုံးသမားတယောက်ဟာ ဥပုပ်နေဆိုတာသူ့ကိုဘယ်သူမှမပြောသေးတဲ့အတွက်ကြောင့်မင်းစောစောတွေကအလုတ်ခွင်ကိုထွက်သွားတယ်။ပြန်ရောက်လာတဲ့အခါကျတော့အိန္ဒိယအင်သားတွေကအလုံးဥပုပ်ဆောင်ကြတယ်သူတယောက်အတွက်ပဲထမင်းချက်ထားတယ်။ထမင်းချက်ထားတဲ့အခါကျတော့ခရိုင်းလူစီစီကားကားမရှိတော့သူကမေးကြည့်တယ်။ဟာဒီနေ့ဥပုပ်နေအလုံးဥပုပ်ဆောင်နေကြတယ်မင်းတယောက်တည်းအလုံးလုံးလုံးမင်းအတွက်ပဲချက်ထားတယ်ဆိုတော့သူ့စိတ်ထဲမှာဘလို့ထင်သွားတော့ဆိုဩကျန်တဲ့လူတွေဥပုပ်ရတယ်ငါတယောက်ဥပုပ်မရဘူး။ အဲ့တော့ဥပ္ပကခုချိန်စောင့်ရင်ရအောင်မလားလို့အနာတဘိန်တစ်ထည့်ကိုသွားပြီးတော့မိတဲ့အခါညာတဘိန်လေးကအေးညာထွက်လေတော့ဥပ္ပုတ်ရသေးတာပေါ့ထွက်ဥပ္ပုတ်တော့ရတာပေါ့ဆိုဒီသူများလို့အပြည့်မရခြင်းနေပဲစီလုံးဝမရတာနဲ့ဆိုင်တဝက်ရတာကောင်းတယ်လို့ဆိုပြီးအစာမစားတော့ပဲဥပ္ပုတ်ဆောက်တည်တယ်သူညာရောက်တဲ့အခါကျတော့နေလျက်နဲ့ပင်ပင်ပန်းပန်းအလုံးလုံးထားအစာမစားရတဲ့အခါကျတော့ညကျတော့နေထလာပေါ့နော် အဲ့ဒါလို့လေထသည့်အတွက်ကြောင့်ဗိုက်တွေအမတန်မှနားလာတယ်နားလာတော့မနေနိုင်မထိုင်နိုင်ဖြစ်လာတဲ့အခါကျတော့သူ့စတုပတုစတဲ့ဆေးတွေကျွေးဖို့တိုက်တွန်းတယ်စားဖို့တိုက်တွန်းတယ်သို့တော့သူ့စိတ်ထဲမှာငါရတာမှညထက်ဝက်ဥပုပ်ကလေးရတာကြံတဲ့လူတွေရောစားသလားဆိုကြံတဲ့လူတွေကမလိုအပ်လို့မစားဘူးယောဂရှင်စားကောင်းတယ်လို့အဲ့ဒါလို့ယောဂရှင်စားကောင်းတယ်လို့ဆိုပြီးတော့ ပြောတော့သူကလက်မခံသူချင်းတေပဲစီဥပုံနဲ့ပဲတိမ်မဲ့ဆိုပြီးတော့အသေးခံလိုက်တယ်ဒါအဲ့ဒီပုဂ္ဂိုလ်ရဲ့လောက်ရကအမတန်မှမှန်သွားတယ်ဒီညထက်ဝဲဥပုံဆောင်လိုက်တာကြောင့်မို့လို့သူကနောက်ဘဝကျတော့ဘုန်းတော်ကြီးတဲ့ယောဂဇောကြီးတွားပြီးတော့ဖြစ်တာမလဲဘူးသူကဥပုံတိလာနဲ့အစာအာဟာရနဲ့မလဲဘူးပေါ့နောက်ဆုံးမှအသက်နဲ့တောင် မလဲဘဲနဲ့ဒီလိုစောင့်တာ အဲ့ဒါကြောင့်မို့လို့စွန့်လွတ်ခြင်းနဲ့ရယူခြင်းဒီနှစ်ခုကအများရန်ချိန်ထိုးပြီးတော့ကြီးတယ်